ဘိုင်မနီတင်တိုက်စစ်မူဟာရီကိန်းကသူတို့ကဘယ်သင်းကိုမစိုးအနိုင်ယူနိုင်တယ်လို့ပြောပြီး FIFA ကလပ်ကပောက်ဖလားပြိုင်ပွဲ quarter final မှာတွေ့ဆုံရမယ့် PSG သင်ကိုသတိပေးမှုပြုလုပ်ခဲ့ပါတယ်။ဟာရီကိန်းကနောက်တစ်ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်လာမှာပါ။ PSG သင်ကအဲအသေးတာကောင်းတဲ့ယာတီတစ်ခုကိုပိုင်ဆိုင်ထားပါတယ်။ကျွန်တော်တို့ကသူတို့နဲ့ Champions League ပြိုင်ပွဲမှာတွေ့ဆုံထားပြီးအနိုင်ယူထားပါတယ်။ဒီပွဲကခက်ခဲမဲ့ဆိုတာကိုကျွန်တော်တို့သိပေမဲ့ကျွန်တော်တို့ရဲ့အဆင့်ကိုရောက်ရှိလာတဲ့အချိန်မှာဘယ်သင်းကိုမစိုးအနိုင်ယူနိုင်တယ်လို့ကျွန်တော်တို့ကန်စားရပါတယ်။ကျွန်တော်ကောင်းမွန်စွာပြင်ဆင်ပြီးပွဲတွေအဆင်သင့်ဖြစ်အောင်လုပ်ရမယ်လို့ပြောခဲ့တာပါ။ဘိုင်မနစ်တင်ဟာဖီဘာကလပ်ကပောက်ဖလားဆက်ရောက်တဲ့အချိန်မှာဖလာမင်ကိုအသင်းကို၄ခု၂ခုနဲ့အနိုင်ရပြီး quarter final ကိုတက်နိုင်ခဲ့တာဖြစ်ပါတယ်။ ယ်ဒီဘက်မှာဟာရီကိန်းကဘိုင်မွနစ်အသင်းအတွက်9ဂိုးသွင်းယူနိုင်ခဲ့ပြီးဒီသွင်းဂိုးတွေကြောင့်သူဟာဒီရာသီအသင်းအတွက်ပြိုင်ပွဲဆို42ဂိုးအထိသွင်းယူထားတာပါဘိုင်မွနစ်အသင်းက quarter final မှာ champion league champion ပြည့်ရည်အသင်းနဲ့ရှင်ပိုင်ရမှာဖြစ်ပါတယ်ဘိုင်မွနစ်နဲ့ PSG အသင်းတို့ဟာပြီးခဲ့တဲ့ champion league ပြိုင်ပွဲအုပ်စုအဆင့်မှာတွေ့ဆုံခဲ့ပြီးဘိုင်မွနစ်အသင်းက9ဂိုးကိုမရှိရနိုင်ခဲ့တာပါဒါပေမဲ့ PSG အသင်းကအုပ်စုပွဲစဉ်တွေပြီးဆုံးခဲ့ပြီးမှာအလွန်ကောင်းမွန်တဲ့ခြေစွမ်းတွေပြသနိုင်ခဲ့ပြီး champion league ဖလားကိုရရှိခဲ့တာဖြစ်ပါတယ်ဘိုင်မွနစ်အသင်းဒီပြကုမ္ပဏီကသူတို့ဟာ PSG အသင်းနဲ့ပွဲစဉ်တွေအဆင့်သစ်ဖြစ်အောင်ပြုလုပ်ရမယ်လို့ပြောခဲ့တာပါဘိုင်မွနစ်နဲ့ PSG အသင်းတို့ရဲ့ FIFA ကလပ်ကဘာဖလား quarter final ပွဲစဉ်ကိုဇူလိုင်9ရက်မှာရှင် မြင်သွားမှာဖြစ်ပါတယ်